ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ဒီနေ့နိုဝင်ဘာလ25ရက်နေ့တင်္ဂါနေ့တရက်တာအတွက်ဖြစ်ပျက်လာနေတဲ့ကမ္ဘာရွှေဈေးကွက်ရဲ့ဈေးကွက်အနေထားလေးအယောင်ဝယ်သုံးသက်ချက်တွေကိုကျွန်တော်ဤပညာပိုင်းအောင်သတင်းပိုင်းအောင်ပါသုံးသက်ပြောကြားပေးတာဖြစ်ပါတယ်။မနေ့ကမနေ့ညတော့ဆိုရင်ကမ္ဘာရွှေဈေးအောင်ကျွန်တော်တို့ အသက်ပြခဲ့တယ်ဗောမထင်မှတ်ထားလောက်ကျွန်တော်အသက်ပြခဲ့တယ်ကျွန်တော်4330ကျော်ကျော်ထိတက်ခဲ့ပြီးတော့မနေ့ကတရက်တာပိတ်စရာတော့4335လောက်ပါပိတ်သွားခဲ့တယ်ဗောနော်ဒီနေ့မနက်မှာဆိုရင်လည်းကဘာချွတ်စရာ4335လောက်မှာဈေးပွင့်လာခဲ့တယ်လက်ရှိချိန်ဒီအမြင့်ဆုံးနေနဲ့4356တိအာကျွန်တော်တို့ဈေးတက်ခဲ့တယ်အနေဆုံးနေနဲ့ကြာတော့ကျွန်တော်တို့4ကျွန်တော်တို့အာ20နှစ်အထိကြခဲ့ပြီးတော့လက်ရှိမှာတော့ကျွန်တော်4143ဈေးတက်မှာဈေးပြင်းနေတဲ့အနေထားကိုတွေ့ပါတယ်လက်ရှိကျွန်တော်တို့ ဈေးအသက်အားကောင်းနေတဲ့ကမ္ဘာရွှေဈေးကဒီနေ့မှကျွန်တော်တို့ညဘက်မှာပေါ့နော်အမေရိကန်အဲအရေးကြီးသတင်းချက်တွေထွက်ဖို့ရှိတဲ့နေ့မှာဈေးအသက်အားဆက်ကောင်းမလားပြန်ကျနိုင်မလားဈေးငိမ်မလားဆိုတာကျွန်တော်တုံ့သက်ကြည့်လိုက်ကမ္ဘာရွှေဈေးအမှန်နဲ့ကျွန်တော်တက်ခဲ့တက်တယ်ပေါ့နော်မနေ့ကတက်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီတရက်တန်နေထားရကြည့်မယ်ဆိုတော့ဒီ triangle ပုံစံပေါ့သတိကံပုံစံတွေကမထွက်သေးနိုင်အောင်တွေ့ရတယ်ခင်ဗျာဒီပေါ်မဖောက်နိုင်သေးဘူးဒီပေါ်ဖောက်ရင်တော့ကျွန်တော်ရှင်းတယ်မိပညာပိုင်းကလိုက်ဝယ်ရပါတယ်တရက်တာအပိတ်ဈေးကဒီ3ကံရအပေါ် နောက်ဟာကောင်းကောင်းနဲ့ဖောက်တက်သွားပြီဆိုကျွန်တော် live ဝယ်ရမယ်အောက်ကိုဖောက်သွားရင် live ရအောင်မယ်ဒါပေမဲ့လက်ရှိချိန်ရသည်သတိကံရ range တဲမှာပဲရှိသေးတယ်ခင်ဗျတော့ဒီအပ်တဲ့ခါမှာကျွန်တော်တို့ကဒီနေ့အတွက်ပေါ့နော်ဒီသတိကံရအပေါ်နားလေးကိုတိုင်းကြည့်မှာဆိုဒီအပေါ်နားလေးကဘယ်လောက်မှရှိနေလဲမြင်မယ်ဆိုရင်လေးတစ်ခုနှစ်ဆင်နာဝင်ကျင်မှာရှိတယ်အဲအကြောင်းလက်ရှိဒီနေ့ကပားချွေစီအတွက်ပေါ့နော်လေးတစ်ခုနှစ်ဆယ်ဈေးရနာဝင်ကျင်ကကျွန်တော်တို့ဈေးတက်ဖို့အဟန့်သားဈေးတက်ပေါ့နော်ကျွန်တော်တို့ market ခေါ်ရ resistance zone နေနဲ့တည်ရှိနေတယ်ခင်ဗျ အဲ့လစ်တစ်လက်ရှိတက်နေတဲ့ကဘာရွှေစရာလစ်တစ်ခုနှစ်စင်သားရောက်ပြီဆိုရင်ကျွန်တော်တို့အယောင်းနေဝင်လာတဲ့ကျုံရနိုင်တယ်တနည်းအားဖြင့်ဈေးပြန်ကန်ကြတာမျိုးကျုံရနိုင်တယ်အဲ့အကြောင်းကျွန်တော်တို့ကကျွန်တော်ဒီနေ့အတွက်ကဘာရွှေစရာတော့အပေါ်ဈေးတန်းစုံဆိုရင်ကျွန်တော်ကအအရင်ခောက်တည်တော့ကျွန်တော်အမြင့်ဆုံးတက်ခဲ့တာ၄တိ60ပေါ့နော်ကျွန်တော်တို့အာဈေးကြတော့ဆိုရင်လည်းဒီမှာပြန်ကန်တက်တာ၄တိ60တိကြခဲ့တာဖြစ်တဲ့ကမှာကျွန်တော်၄တိ60နဲ့ပေါ့ဒီတရိကန်ရဲ့အပေါ်ဆုံး၄တိ80ကြာဈေးတန်းစုံကိုကျွန်တော်အပေါ်ဈေးတန်းစုံနေနဲ့တတ်မှတ်ချင်ပါတယ် အောက်ဈေးတန်းစုံအနေနဲ့ကကြာတော့ကျွန်တော်တို့ပြီးခဲ့တဲ့တပတ်တာတော့ပေါ့ကျွန်တော်တို့အာအမြင့်ဆုံးဈေးပိတ်ခဲ့တယ်ပေါ့နော်အမြင့်ဆုံးတရက်တာအမြင့်ဆုံးဈေးပိတ်ခဲ့တယ်အသက်ဈေးအသက်သုံးနဲ့အမြင့်ဆုံးပိတ်ခဲ့တဲ့ဈေးတန်းဖြစ်တဲ့အာ4089နဲ့ကျွန်တော်တို့ဒီဈေးတန်းစုံပေါ့နော်ကျွန်တော်တို့အာ4085ပဲဆိုကြပါစို့အေး4085ကျဈေးတန်းစုံကိုကျွန်တော်အောက်ဈေးတန်းစုံနေနဲ့တတ်မှတ်ချင်ပါတယ်ခင်ဗျ4085ပေါ့ကျွန်တော် တော့85ကြာစီရန်ဇုံကိုအောက်စီရန်ဇုံနေနဲ့တတ်မှတ်ချင်ပါတယ်။ဒီနေ့ကပ္ပချွေစီရီညဘက်မှာကျွန်တော်တို့အမေရိကန်နိုင်ငံရဲ့အရေးကြီးသတင်းချက်တွေထွက်ပေါ်ရှိတာပြတဲ့ကမ္ဘာအဲ့မတန်ခင်တိတော်ဈေးကအသက်အားတောက်လျှောက်ပြ4200လေးပါရင်အထိအသက်အားကောင်းသွားတာမျိုးဟိုးအောက်ပြ4000လေးအထိအကြအားကောင်းသွားတာမျိုးလို့ဖြစ်နိုင်မယ်လို့မထင်ဘူး။ဒီချားထဲမှာပဲဒီ4060နဲ့4160နဲ့4190အပေါ်အောက်4000 85နဲ့4.89ဒီကြားပဲစီအသက်ကြာပြည်နေလိမ့်မယ်လို့သုံးသပ်ထားပါတယ်။အဲကြောင့်ကျွန်တော်ဒီနေ့ဗျာဒီနေ့တရက်တာကမ္ဘာရွှေစီကိုဘလို့အယောင်းဝယ်လွတ်လို့ရလဲမင်းမယ်ဆိုရင်ကျွန်တော်တို့ဒီ4.3တရက်60နဲ့4.180ကြားမှာရောက်ခတ်ရင်ကျွန်တော်ရေးလို့ရောင်းလို့ရတယ်။အရှုံးပိုင်းဇေတန်း4.85အထက်လောက်ပြပါအမြတ်ပိုင်းဇေတန်းကတော့ကျွန်တော်တို့ဟိုမှာဗျာ4.130လို့4.100နားလို့ဒီယူလို့ရပါတယ်။အဲ့လိုပဲကျွန်တော်တို့ကမ္ဘာရွှေစီက4.89နဲ့4.85ကြား ဈေးကျခဲ့မယ်ဆိုရင်လည်းကမ္ဘာရွှေကိုကျွန်တော်ရေတိုပြောင်းဝယ်လို့ရတယ်အရှုံးပိုင်းဈေးတန်းကျွန်တော်တို့၄80လောက်ပါပေးပါကျွန်တော်တို့အမြတ်ပိုင်းဈေးတန်းကကျွန်တော်4130 4120မှာအမြတ်ပိုင်းမှာခင်ဗျဒါလေးတော့ကျွန်တော်ဒီနေ့ရေတိုအယောင်းဝယ်လုပ်တင်တဲ့ဈေးတန်းစုံလေးလေးဖြစ်ပါတယ်တကယ်လို့ပေါ့နော်ဒီနေ့တရက်တာတင်ကမ္ဘာရွှေဈေးတန်း4180အထက်မှာကျွန်တော်တို့အချိန်တနာရဲ့အတိုင်းတာအပိတ်ဈေးပေါ့နော် ကျွန်တော်တို့ market ခေါ်ရ H1 bookness တဲ့ဈေးအတက်အားကောင်းကောင်းနဲ့ပိတ်သွားရင်ရောအဲ့လိုပိတ်သွားတယ်ဆိုရင်တော့ကျွန်တော်တို့ကလိုက်ဝယ်ရမှာပေါ့နော်ကျွန်တော်4200တွေ4200 30တိဈေးတက်နိုင်တယ်အရှုံးပိုင်းဈေးတန်းကတော့4160အောက်လောက်မှာပေးပါခင်ဗျမဟုတ်ဘဲနဲ့စနေမနေ့နဲ့ဒီ4800ဈေးတန်းအောက်မှာပေါ့ကဘာရွှေဈေးကျွန်တော်တို့ဒီနေ့တနေ့သားတွေပေါ့နော်အချိန်တနေ့အတိုင်းသားပိတ်စေကျွန်တော် market ခေါ်ရ H1 bag canister နဲ့ဖောက်ကြပြီးပိတ်သွားရင်ရော4800အောက်မှာ4800အောက်မှာပိတ်သွားရင်တော့ ကျွန်တော်လိုက်ရောင်းရမယ်ဗျဂျီတိုလေးလိုက်ရောင်းလို့ရတယ်အရှုံးပိုင်းဈေးတန်း4085အထက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်မနေ့တော့အနေဆုံးကြားခဲ့တဲ့4040ဈေးတန်းနာထိအမြတ်ပိုင်းဈေးတန်းယူလို့ရပါတယ်ဒါပေမဲ့ကျွန်တော်အမြင်ကတော့ အပေါ်လဲဖောက်ဖို့မလွယ်ဆိုအောက်လဲဖောက်ဖို့မလွယ်ဘူးလို့ရေဘူးရတုံးသက်ထားပါတယ်ဒါကျွန်တော်တဝူတဲ့တုံးသက်ချက်အမြင်သာဖြစ်ပါတယ်မှားကောင်းလဲမှားနိုင်တယ်အဲတခုချက်ဒီကာလမှာကျွန်တော်က3ကဘာချွတ်စည်းကွက်နေတာကဒီတစ်ပတ်တည်းမှာကျွန်တော်ပြည့်ရတိရှိတာဖြစ်တကား3ထားဖို့လိုအပ်တဲ့တရင်နေများတယ်ပေါ့နော်ဥမာဒီနေ့ညနဲ့မနေ့ဖြန်ညမှာတရင်နေများတဲ့အခါမှာ3ထားဖို့လိုအပ်ပါတယ်ဘာလို့လဲမိမဲ့ဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့2024ကျွန်တော်တို့ဒီဟိုပါเนาะကျွန်တော်တို့ Thanksgiving Day ပါเนาะကျွန်တော်တို့ဒီခုလို November ကာလတော့ဆိုရင်လည်းကျွန်တော်တို့ ကဘာရွှေစီရဘလို့ဖြစ်ခဲ့လဲဆိုတာကျွန်တော်တောင်းတစ်ချက်ဒီမှာပြပေးပါအဲ့တော့ဆိုရင်လေနိုဝင်ဘာ28ကလာမသိဘူးကျွန်တော်တို့ thanks giving တင်ပြီးခဲ့တဲ့2024တော့ဆိုရင်နိုဝင်ဘာ28ပေါ့နော်နိုဝင်ဘာဒီမှာနိုဝင်ဘာ28ဆိုတော့ကျွန်တော်ဒီရက်ပေါ့နော်ဒါ तू ကဂျာတာရီနေ့ပေါ့နော် तू နိုဝင်ဘာလနောက်ဆုံးပတ်ရဂျာတာရီနေ့တိုင်းက thanks giving အမေရိကန်နိုင်ငံ thanks giving တင်ဖြစ်ပါဒီမှာဆိုကျွန်တော် thanks giving တင်ဂျာတာရီနေ့ရှေ့မှာ provu inca ကျွန်တော်ဒါတင်းလာတင်းနာနေကြီးမှာတွေ့လာဒီမှာဈေးတောက်ချောက်တက်ခဲ့ရတယ်တင်းနာနေကြီးမှာကျွန်တော်ဟာဈေးအကြတုံးခက်ကြီးကြီးတုံးမြင်ခဲ့ရတယ်အဲ့လိုမှဆိုရင်တော်တော်လေးကိုအားကောင်းတဲ့ဈေးအကြတုံးပေါ့နော်ကျွန်တော်တရက်တာတင်ဘလောက်တောင်ကျသွားပြီမဲ့ဆိုရင်ဒီမှာဆိုရင်နှစ်ခွန်နှစ်တက်ကနေဗျာကျွန်တော်တို့နှစ်6တင်ကဆိုတရက်တာတင်ပစ်တရာတောင်ကျသွားပြီအာဒီမှာဆိုကျွန်တော်တို့ပုံမှန် ီးပညာပိုင်းအကြည့်မယ်ဆိုပြကြာကက်ရက်ဈေးအသက်သုံးပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့အပတ်ကဒဲမှာဆိုပြီးခဲ့တဲ့အပတ်တောက်ကြနေပါအဲ့နှုန်း2024လေးနှုန်းဝင်ပါတော့ပါပေါ့နှုန်းမာလာတတိယအပတ်ရဲ့တောက်ကြနေရဈေးအသက်သုံးတဲ့ဒီဈေးအကြတော့မှာပိုကြီးသွားတာဖြစ်တဲ့ကောင်ဒါဆိုရင်တော့ဈေးအကြအတာပြီးဆိုပြီးတော့ကျွန်တော်နောက်ရက်တွေမှာလိုက်ရောက်တဲ့ဟာမျိုးတွေရှိရပေါ့ရရောက်တဲ့ခါမှာဒီမှာတောက်လျှောက်ထိကုန်တယ်ခင်ဗျအရှုံးပိုင်းဈေးတိုင်းထိကုန်တယ် risk တင်များကုန်တယ်ဘာလို့အဲ့လိုဖြစ်တယ်လဲလို့မေးမယ်ဆိုရင်ရှင်းပါတယ်အဲ့တနင်္လာနေ့ဈေးအကြကြီးอ่ะ ဈေးဆွဲချသွားခြင်းဖြစ်ပါ manipulate ဈေးဆွဲအချဖြစ်ပါဒီနေ့ကရေ fake ဈေးအချပေါ့အဲ့မှာအားကောင်းတဲ့ဈေးအချပုံစံမျိုးဖန်သွားပြီမယ်နောက်ရက်ဒီမှာဈေးကပြန်တက်သွားတဲ့ခါမှာနောက်နှစ်ပတ်လောက်တွင်မှာသူ့ရဲ့မူလအတက်ဖြစ်တဲ့ဒီဈေးအတက်လမ်းကြောင်းပေါ်ပြန်ရောက်သွားတယ်အဲ့ရကိုတတိထားမှာဖြစ်ပါအဲ့ Thanksgiving Day ပေါ့နော်ကျွန်တော်တို့အဲ့ Thanksgiving Day အားလည်းရရှိတဲ့ရတဲ့ပတ်တွေမှာဆိုအဲ့လိုမျိုး fake တွေပြတတ်တယ်ပြဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့အာဒီနေ့ မနေ့တော့ပါဗျဈေးအတက်ကြီးကတနင်္လာနေ့ကဒီဒီတပတ်လဲ Thanksgiving ရှိတယ်2025 Thanksgiving ကကြာတာလေးတောက်ကြနှစ်ရက်ဟုတ်ပြီ Thanksgiving Day မှာတရှိတဲ့ရက်သပတ်မှာမနေ့ကအတက်ကြီးကတကယ်အားကောင်းတဲ့အတက် ဟုတ်ရဲ့လား fake အတက်များဖြစ်နေမလားအဲ့လိုဖြစ် fake အတက်လားတကယ်အားကောင်းတဲ့အတက်လားသိချင်တယ်ဆိုရင်တော့ဒီနေ့တရက်တာပေးစေးစောင့်ကြည့်ဖို့လိုအပ်တယ်ဒီနေ့တရက်တာပေးစေးဘယ်ပေါ်ပိတ်ရင်ကျွန်တော်တို့ကဈေးအတက်အား ကောင်းပြီလို့တတ်မှတ်လို့ရရမယ်ဆိုဒီ480အထက်မှာဒီနေ့တရတာပိတ်စေးလွတ်လွတ်ကျွတ်ကျွတ်ဈေးပိတ်သွားပြီဆိုရင်အသက်အားကောင်းကောင်းနဲ့လွတ်လွတ်ကျွတ်ကျွတ်ဈေးပိတ်သွားပြီဆိုရင်ဒါကကျွန်တော်တကယ်အားကောင်းတဲ့ဈေးအသက်ပါမနှက်ဖြန်စပြီးကျွန်တော်လိုက်ဝယ်ရမှာဖြစ်ပါတယ်ဈေးကြလိုက်ပါနော်ဈေးကြလိုက်အောက်ဈေးမှာလိုက်ဝယ်ရမှာဖြစ်ပါမော်ဘက်နဲ့ပြ480အထက်မှာလွတ်လွတ်ကျွတ်ကျွတ်မပိတ်နိုင်ပဲနဲ့အောက်ဒီမှာပဲပိတ်သွားတယ်ဒါမှမဟုတ်ဒီနေ့မှာဈေးအကြုံနေပါနေနဲ့ပြီးသွားပြီဆိုရင်ဒါဆိုရင်တော့ကျွန်တော်က ကျွန်တော်မြင်ရတော့မနေ့ကအတက်ကဈေးဆွဲတင်အတက် manipulate အတက်လို့ပဲကျွန်တော်မြင်ပါတယ်ခင်ဗျဘလို့လေဖြစ်လာမလဲဆိုတော့ဆက်ပြီးစောင့်ကြည့်ရမှာပေါ့တကုရှိရတော့4.80အထက်မှာလွတ်ကျွတ်ပိတ်တယ်ဆိုတာမျိုးက၄တက်ခွန်တက်တော့၄တက်ခွန်နှစ်တော့မှာပိတ်သွားတာကိုဆိုလိုခြင်းမဟုတ်ပါဘူးဗျအ ਨੇ စုံပြ၄တက်ခွန်ကအထက်လောက်မှာပိတ်နိုင်မှာကျွန်တော်တို့ကအ ਨੇ စုံပြ၅ point လောက်ခွာပြီးတော့ပိတ်နိုင်မှာဒါမှကျွန်တော်လွတ်ကျွတ်၄တက်80အထက်မှာဈေးဖောက်ပိတ်တယ်လို့ယူဆလို့ရပါတယ်မဟုတ်ပါဘူးတခါလေးကြောက်ကျွန်တော်၄တက်ခွန်တက်ခွန်နှစ်တက်မှာကျွန်တော် ပိတ်သွားတယ်ဗျဟာတရက်တာပိတ်စရာ အာကျွန်တော်အဲ့မှာဈေးတက်ပြီပဲဆိုလိုက်ဝယ်ရနေဈေးကပြန်ပြီးတော့ manipulate လုပ်တဲ့အနေနဲ့ပြန်ထိုးချသွားရဟာမျိုးကြီးလည်းရှိတယ်ဗျအဲ့ကြောင့်ကျွန်တော်ကဖောက်ပိန်မယ်ဆိုရင်တော့မလွတ်ကျွတ်အားကောင်းကောင်းနဲ့ဖောက်ပိန်နိုင်ဖို့လိုအပ်ပါတယ်အဲ့လိုပဲကျွန်တော်စန့်ကျင်ဘက်အနေနဲ့မဒီနေ့တရက်တာပိတ်စရာဘယ်အောက်ပိတ်ခန့်ရင်လဲလို့မိမယ်ဆိုရင်ကျွန်တော်တို့၄တောင်း40အောက်မှာကျွန်တော်တရက်တာဈေးပိတ်ခဲ့မယ်ဆိုရင်လွတ်လွတ်ကျွတ်ကျွတ်ပေါ့နော်4040အောက်ဆို4035တို့ဘာလို့အောက်မှာဗျတရက်တာလွတ်ကျွတ်ကျွတ်ဈေးပိတ်နိုင်ခဲ့ပဲဆိုရင်တော့ကမ္ဘာရွှေခိုး ကျွန်တော်နောက်လာမယ့်ရက်သက်ပတ်တွေမှာနောက်လာမယ့်ရက်တွေမှာအကြအာကောင်းကောင်းရေတိုစေးအကြအာကောင်းကောင်းကျွန်တော်တို့မျှော်ထားလို့ရပါပြီ။ဘယ်မှာပိတ်မလဲဆိုတော့စောင့်ကြည့်အောင်။ဂျားထဲမှာပဲပိတ်သွားရပြီ။ဂျားထဲမှာပဲပိတ်သွားရင်တော့ကျွန်တော်ဒီတရက်တာဒီ triangle ပုံစံတိုင်းမဲ့ဈေးတက်လိုက်ကြလိုက်ဆက်ပြီးနေဖို့အလားလာတော့များနိုင်ပါတယ်။ဟုတ်ကဲ့ဒါလေးကကျွန်တော်နီးပညာပိုင်းအတော့တစ်ချက်ပြပါတယ်။တရင်ဘောင်းကိုကျွန်တော်တွားကြည့်လိုက်။တရင်ဘောင်းကိုတွားကြည့်တဲ့အခါမှာ ကျွန်တော်ဒီညမှာဆိုသတင်းတွေများတယ်ဗျပမာစံတော်ချိန်ည7:00နာရီမှာစီကိုရီတေးစေရှိတယ်လက်လီလက်ကရောင်းချမှုသုံးသားရှိတယ်အဲသူကတော့ပြီးခဲ့တဲ့လတော့0.7အခုတော့0.3%ကျသွားမယ်မှန်ထားတယ်ဗျနော်ပြီးရင်ကျွန်တော် PPI producer price index MO1 စတင်ပါမော်ဒီ PPI ဆိုတာကကျွန်တော်က CPI နဲ့တူတူပါပဲ CPI ကစားသုံးသူတွေဘက်ကငွေကြေးဖွံ့ဖွားမှုတွေကိုတိုင်းတာတဲ့အညွန်ကိန်းပါ PPI ကျတော့ကုန်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေဘက်ကငွေကြေးဖွံ့ဖွားမှုတိုင်းတာတဲ့အညွန်ကိန်းဖြစ်ပါတယ် စီးပွားရေးတမားရေးဘက်ကပေါ့နော်ငွေကြေးဖောင်းပေါင်းမှုတိုင်းတာအညွန်ကိန်းဖြစ်ပါတယ်အရင်ကျွန်တော်တို့၈လပိုင်းတော့ minus 0.1%ထွက်ခဲ့လဲ minus ပြရည်စိုးခဲ့တယ်အဲ့ minus ပြတဲ့အနေအထားကြောင့်ကျွန်တော်တို့ပြီးခဲ့တဲ့တစ်ခေါက်အမေရိကန်ဘန်ဒိုးနှုန်းကတိုးရှော့ခဲ့ခြင်းဖြစ်ပါတယ်ဘာလို့ inflation ကျသွားလဲဆိုအသေးပဲ minus ပြသွားတာဒါပေမဲ့အခုက0.3%ဖြစ်နေတယ်0.3%တော့မဟုတ်0.3%တဲ့ပို့ပြီးတော့ဒီည PPI ထွက်ခဲ့တယ်ဆိုရင် inflation များနေရဲဆိုတဲ့အသေးပဲဖြစ်ပါတယ်။ဟုတ်ပြီ inflation များတော့ဘာဖြစ်လဲ။ဒါဆိုရင်တော့ကမ္ဘာ့ရွှေစည်းတက်မှာလား။ကျွန်တော်အမေက inflation များရဲဆိုရင်နောက်ဒီဇင်ဘာဘန်သူလုံးရှော့ပေါ်ကနည်းနည်းလေးမတင်ပြားမရေမရာဖြစ်သွားနိုင်တယ်။အဲ့လိုမတိကြမရာဖြစ်သွားနိုင်လဲဆိုနည်းနည်းရေတို့ကြပြီးရေရှိတက်နိုင်ပါတယ်တကယ်လို့ဒီည PPI data ဒါနဲခဲ့တယ်မှန်းထားတယ်နဲခဲ့တယ်ဆိုရင်တော့ကမ္ဘာ့ရွှေစည်းဆက်တက်ပါလိမ့်မယ်ခင်ဗျကမ္ဘာ့ရွှေစည်းဆက်အတက်အားဆက်ကောင်းပါလိမ့်မ အသက်အဆက်ကောင်းပါလိမ့်မယ်သတင်းပိုင်းရပါတော့ကျွန်တော်တို့ပြီးရင်ကျွန်တော် retail sale m1 စတင်မှာသတင်းရှိတယ်အရာအဲ့တတင်းရလည်းမကောင်းမှန်းထားတယ်ပေါ့နော်ပြီးရင် cv consumer confident နိုဝင်ဘာပေါ့နော်အဲ american pto ရဲ့ပေါ့နော်သူတို့ရဲ့တုံဆွဲမှုနဲ့စီးပွားရေးပေါ့ယုံကြည်မှုအညွန့်ကိန်းပေါ့နော်အဲ့နိုဝင်ဘာလ17လပိုင်းအဲ့ data ထွက်ပေါ်ရှိတယ်အဲ့ data လည်းအညံ့မှန်းထားတယ်အဓိကစောင့်ကြည့်ရမှာဒီညမစောင့်ကြည့်ရမှာအဲ့ ppi နဲ့ cv consumer confident မှာခင်ဗျ ppi ရလက်ကများသွားပြီးတော့ CP Consumer Confidence ရလက်ကလည်းမှန်းထားတယ်များခဲ့တယ်ဆိုရင်သတင်းပိုင်းရကမ္ဘာရွှေစည်ရေတို့အကြပြန်လာနိုင်ပါလိမ့်မယ်မဟုတ်ဘဲနဲ့ကျွန်တော် PPI data ရလက်ကလည်းနေတယ်မှန်းထားတယ်နေတယ် CP Consumer Confidence data ရလက်ကတယ်တော်တော်လေးနေခဲ့တယ်ဆိုရင်တော့ကမ္ဘာရွှေစည်ဆက်တက်ဖို့အလားအလာများသွားနိုင်ပါတယ် ဘယ်လိုတွေထွက်လာမလဲဆိုတာကျွန်တော်စောင့်ကြည့်ရပါတော့တကူတတိထားမှာဒေါ်လာအင်တက်ကြီးကလည်းတရာအောက်ကိုတော့မကျနိုင်သေးဘူးဒါကလည်းတတိထားမှအနေထားဖြစ်ပါဒေါ်လာအင်တက်ကြီးကမားနေတယ်ဒီဒေါ်လာအင်တက်ကလည်းဒီညဒီတရင်ထွက်ပြီးမှဘယ်ဘက်သွားမလဲစောင့်ကြည့်ရမယ်အကြပြန်လာမှာဒေါ်လာအင်တက်မှာဥမာ99နာရီပိုင်းပြန်ကြမလားဒါမှမဟုတ်တရားတင်နာတီချီတက်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲအကြောင်းကျွန်တော်ဒီညတရင်ပိုင်းရလည်းအရေးကြီးပါတယ်မနေ့ကကဘာရွှေစီရအတက်က ဆွဲတင်အတက်လာတကယ်အစ်စ်မှန်အားနဲ့အင်းနဲ့တက်တဲ့အတက်မျိုးလားဆိုတော့ဒီညသတင်းအခြားလက်တွေရဲ့ရလက်တွေရပြီးရင်ဒီညမှာဖြစ်ပြက်လာမဲ့ဒေါ်လာအညွန့်ကိညာအနေသားတွေကအဆုံးပြတ်ပြီးမှဖြစ်ပါတယ်တခုတော့ရှိရနော်သတင်းရလက်တွေကကျွန်တော်ရေးပွဲအဖြစ်တုံးသက်ထားခြင်းဖြစ်ပါတယ်တခါတရံကြသတင်းရလက်ဒီဥမာကျွန်တော်ဥမာ PPI ဒေတာရလက်ကလည်းများသွားတယ် CB consumer data ရလက်ကလည်းများသွားတယ်ဈေးကမကြဘဲနဲ့တောင်းလျှောက်တက်သွားပြီးမှနောက်တစ်နေ့မနက်ပြဥမာဘိုဒုံနေ့မနက်မှာထိုးကြသွားတဲ့ဟာမျိုးတွေလည်းရှိတယ် အဲဒါကြောင့်ကျွန်တော်ကဈေးတက်နိုင်ခြေကျနိုင်ခြေသတင်းမှန်းနဲ့ဆက်ဆက်ပြတာကျွန်တော်ရေဘူးကသုံးသပ်ခြင်းဖြစ်ပါတယ်ကိုကအယောင်းဝယ်လုတ်တဲ့ဈေးတန်းကိုတော့ခုနနီးပညာပိုင်းရပြန်ချိန်ညှိရမှာဖြစ်ပါတယ်အာဒီသတင်းကောင်းသွားလို့ဒီသတင်းဆိုးသွားလို့ဝယ်ရမယ်ရောင်းရမယ်ဆိုလို့လားမဟုတ်ပါဘူးဈေးတက်နိုင်ခြေကျနိုင်ခြေအကြံပြင်းရေဘူးရတာသုံးသပ်ပြပေးခြင်းဖြစ်ပါတယ်ကိုကတပတ်ကပေါ့နော်ဈေးကျနိုင်လားဘယ်ဈေးမှရောင်းတဲ့လဲဈေးတက်နိုင်လားဘယ်ဈေးမှဝယ်တဲ့လဲဆိုတာကိုတော့နီးပညာပိုင်းရဈေးတန်းတွေကိုကြည့်ပြီးတော့ကျွန်တော်ပြန်ပြီးတော့တက်မှန်မှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါလေးကကျွန်တော်ဒီနေ့တည့်ရတာ သုံးသက်ချက်ဗီဒီယိုလေးဖြစ်ပါတယ်ဒီနေ့မှသတင်းလေးများလာတဲ့အခါမှာရောင်းဝယ်လုပ်ပြီဆိုရင်လည်းကျွန်တော်တို့ အထူးတတိထားပြီးရောင်းဝယ်လုပ်ပါကျွန်တော်တို့အာအချုံပိုင်းစီအချုံပိုင်းစီတန်းလေးတွေတက်မှတ်ထားကြပါတော့။ရောင်းဝယ်ပမာဏလေးကိုလည်းတိတ်ချာချိန်ညှိပြီးရောင်းဝယ်လုပ်ကြဖို့ကျွန်တော်တန်းတွန်းချင်ပါတယ်။အခုလိုမျိုးကဘာရွှေတရက်တာသုံးချက်ဗီဒီယိုတွေကိုအတူတက်ကြည့်ချင်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ TikTok account တွေကို subscribe ဖြတ် and follow လေးလုပ်ထားကြပါခင်ဗျ။အပြင်ကျွန်တော်စီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တိတက်အခြေခံသတင်းတွေတက်ရောက်လို့ရပါတယ်။အဲအားနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ TikTok account တွေအားနေဆက်သွယ်စုံစမ်းမိမနိုင်ပါတယ်ခင်ဗျကဘာချွတ်တရားအလုံးပဲဒီနေ့ညလိုမျိုးပေါ့နော်သတင်းတွေအများကြီးထွက်ပေါ်ရှိတဲ့တရက်တာမှာကဘာချွတ်စီတက်ကြအောင်မှန်မှန်ကန်ကန်အရောက်ဝယ်လုပ်ပြီးတော့အကျိုးမြတ်တွေရနိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ